နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းပတ်စစ်ကောင်စီကရွာသားကြီးဆေးရုံလက်မှတ်ရထားတဲ့စိတ်ကျန်းမာရေးမကောင်းတဲ့သူကိုလက်နက်အပြည့်စုံယူနီဖောင်းအပြည့်စုံနဲ့လုံခြုံရေးတာဝန်ဖမ်းဆောင်ခိုင်းထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မော်လမြိုင်စစ်ကဲကုန်းရက်ွက်ကငယ်စဉ်ကလေးကစိတ်ကျန်းမာရေးမကောင်းတဲ့အသက်28နှစ်ခန့်ရှိတဲ့ကောင်လေးကိုစစ်တပ်ကဖမ်းဆီးပြီးတော့ဆယ်ရက်အကြာမှာမော်လမြိုင်ဘူရာကြီးမှာလက်နက်အပြည့်စုံယူနီဖောင်းဝတ်နဲ့တာဝန်ပေးထားတာကိုတွေ့ခဲ့ရတယ်လို့ပတ်ဝန်းကျင်ကပြည်သူများကသတင်းပေးဖို့တိုင်ကြားထားပါတယ်။ ဒီကောင်လေးဟာအယူလက်မဲ့လို့ခေါ်တယ်။ရွာသားကြီးဆေးုံကလက်မဲ့ကိုကင်ဆောင်ထားသူဖြစ်ပါတယ်။အခုလိုမျိုးအယူပေါ်တော်မှအလုံးမပေးပဲစွမှုထမ်းခိုင်းတာတင်းနှမ်းမပေးပဲနဲ့လက်နဲ့တက်ဆင်ပေးထားတာဟာအယက်သားပြည်သူတွေအတွက်လွန်စွာမှအနေရကြီးလာပါတယ်လို့ပတ်ဝန်းကျင်ကပြည်သူများကပြောနေကြပါတယ်။စိတ်ခွေးတွေအနေနဲ့ရတဲ့နေရာကနေရတယ်လို့အခုလိုဆွဲပြီးတော့အင်အားဖြစ်တင်းနေတာဟာမော်လမြိုင်မြို့မှာဆိုရင် ညဘက်မောင်နာနဲ့ဘသူမှအပြင်းမထွက်ရဲတော့လောက်အောင်ဖြစ်နေကြပြီလူရမှုဆင်းမှုခိုးမှုနေတိုင်းဖြစ်နေပေမဲ့လည်းဖန်းစီအရေးယူမှုတစုံတရာမရှိပါဘူးမြို့ပေါ်ကအုတ်ကြီးအများစုဟာကြံ့ဖို့လက်ပါစီတွေကြီးပါပဲသူတို့နဲ့အဆင်မပြေရဲကိုဖုံးဆက်ဖမ်းကားပြီးတော့စစ်မှုထမ်းတဲ့ကိုအထမပို့ဆောင်လေးရှိတယ်လို့ပတ်ဝန်းကျင်ကပြည်သူများကတိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ